ဟုတ်ကဲ့ဒါကတော့ hair style အစ်စ်ပေါ့ဟုတ်ကဲ့အဓိကတော့ရီယာတီကဖြစ်တဲ့အချိန်မှာရာသီဥတုကလည်းတအားပူတယ်နောက်ပြီးတော့ကိုကဟိုကျင်ကစားတယ်ဆိုတာအရန်ဟိုပေါ့နော်အလေးတွေမှပြီးတော့တိတ်ဆာကစားတဲ့အခါမျိုးကြတော့ဒီသပင်ကိုပဲမမလားအလေးပဲမမလားအဲ့လိုမျိုးတွေပေါ့ဖြစ်နေတဲ့အခါကျတော့သပင်ကိုထိမ့်သိမ်းရတာလည်းမလွယ်ဘူး ပြီးတော့တနေ့တနေ့ဒီဆိုင်ကိုသွားပြီးတော့ခေါင်းသွားလျှော်ရတယ်သပင်းတွေလှုပ်ရတယ်အဲပွဲတွေရှိလို့ရှိရင်သပင်းတွေပေါ့နော်ပြန်ပြီးတော့လှုပ်ရတယ်အဲ့လိုမျိုးတွေကြတော့ကိုယ်အနေနဲ့ရေရှည်ပေါ့နော်ရေရှည်ကြလို့ရှိရင်တော့အဲအရင်ဟိုဒီလိုဂျင်းနဲ့တွဲလှုပ်ရတဲ့အခါကျတော့ရာသီဥတော်လည်းပြူရဲခါကျမခံနိုင်ဘူးအဲ့ဒါကြောင့်မလို့လဲတော်တော်လေးကိုညှက်လိုက်တာတော်တော်လေးညှက်လိုက်တဲ့အခါကျတော့လည်းကိုယ့်ရဲ့ဒီ look ကပြောင်းသွားတာပေါ့နော်ဟို hairstyle ရောမျက်နှာရောအကုန်လုံးပြောင်းသွားပြီးတော့ အနောက်ထပ် fashion တစ်ခုအနေနဲ့ကိုကဓာတ်ပုံရိုက်လို့လည်းအဆင်ပြေမယ်။ video blog လေးလည်းရိုက်လို့အဆင်ပြေမယ်။စသဖြင့်ပေါ့နော်။ကြော်ညာလေးလည်းရိုက်လို့ရမယ်။ပြီးွားတော့မှပြန်ပြီးတော့အာဆောင်းရံသူတို့ဒီဇင်မာတို့ဘာတို့လောက်ကြမှာပြန်ပြီးတော့အရှိလေးပေါ့ extension လေးပါလေပြန်အရှိလေးနဲ့ပြန်လုပ် fashion ဆိုတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲ့လိုပဲပြောင်းနေရတာပဲပေါ့အဓိကတော့ ကျင်းဆော့တဲ့အတွက်ချွေးတွေကလည်းအရန်လဲထွက်တယ်။နောက်ရသီတို့ကလည်းပူတဲ့အတွက်အတူလေးကိုမျက်လိုက်တာပါ။ဒါမှမဟုတ်ရင်ကဒီသပင်ကိုထိမ့်သိမ်းရတာနဲ့ဂျင်းနေဆော့ရတာနဲ့ဆော့မလွယ်ဘူးပေါ့နော်။အဲ့ဒါကြောင့်ပါ။အော်အဓိကပေါ့နော်။ဒီပွဲလေးရဆိုလို့ရှိရင်အရန်ကိုထူးကြတယ်။ဒီမှာလာကားတဲ့အဲဆီယမဆိုလို့ရှိရင်လည်းတကူတကနိုင်ရဲ့ဈာရဲတော့ဖက်ရတာပေါ့နော်။ပြီးတော့သူကလည်းအရန်ကိုတော်တယ်ဆိုပြီးတော့ကြားရတယ်။အဲ့ဒါကြောင့်မလို့ဒီပွဲလေးကိုလည်းလေးလာကျင်တာလည်းပါတယ်။နောက်ဒီပွဲကိုစင်စင်နဲ့ အဲခုလာလို့ပေါ့နော်ဒီ organizer တွေမမီးတို့ဆိုတာလဲကိုနဲ့မိသားစုလိုပဲဖြစ်နေတဲ့ခါကျတော့ခုလာလို့ပေါ့ဒီပွဲလေးကိုလာရောက်ပြီးတော့စိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ကိုကိုရိုင်းလဲလာပြီးတော့ကတာကို join လာပေါ့နော်ဒီလိုမျိုးအားကစားလဲဖြစ်တယ်ကိုလက်လှုပ်ရှားမှုလဲတခုလဲဖြစ်တယ်စိတ်ဝင်စားမှုလဲကောင်းတယ်တချင်းလေးနဲ့ဆိုတော့ကိုကကခုံနေရတယ်လေအမှန်တော့လေးချိန်ကလှုပ်နေရတာပေါ့လေးချိန်ကလှုပ်နေရပေမဲ့မောလို့မောမမသိဘူးပေါ့ဥပမာမေလေးတို့လိုမျိုးဂျင်းစောတဲ့လူတွေဆိုလို့ရှိရင်တော့ အလေးတွေနဲ့အခြေအနေကိုပဲအာရုံစိုက်ပြီးတော့ပေါ့နော်မောနေအောင်တိတာတာပေါ့ဒါမျိုးကြတော့မောလို့မောမှလည်းမသိဘူးအခုမင်းလေးခဏလေးသူတို့နဲ့ join ကြည်တာပေါ့အရန်ကိုမောတယ်ဟိုတကယ်ကိုလက်လှုပ်ရှားလှုပ်တယ်လို့ပဲအဲ့လိုမျိုးကြီးပဲလေးချိန်ကကိုသူကတချင်းလေးနဲ့လှုပ်လိုက်တဲ့အခါကျတော့မိသွားတာအဲ့လိုပုံစံမျိုးလေးတော့ဖြစ်သွားတာပေါ့ဆိုတော့မင်းလေးကတော့အားပေးရဲ့ ဘာလို့ဆိုတော့ခုနလိုဂျင်းကြီးပဲတည်တန်းဆောက်ရတဲ့လူမျိုးမဆော့ချင်တဲ့ခါမျိုးကြိုင်တော့ဒီလို class တွေပေါ့နော်ဒါမျိုးလေးတွေရော join စေချင်တာပေါ့အဲပေါ့အဲပေါ့ဒါတော့အလေးမပါတဲ့အာသာဏီတစ်ခုဒါပေမဲ့ဒါလည်းဝိတ်ကြရယ် အာနောက်ပြီးတော့ stress တွေပျောက်တယ်။နောက်ခဏကိုလည်းတိတိတတ်တာကိုဟိုဘယ်လိုမှမဲပိန်စင်တဲ့လူတွေအတွက်ဆိုလည်းအရန်စင်ကြီးရဲ့သူကတကိုယ်လုံးချွေးတွေထွက်တာလေ။ပြတော့ဒီကုလုံးလဲလှုပ်ရတယ်ဒီကုလုံးလဲအားကစားတွေလှုပ်ရတယ်သူကမဟုတ်ဘူးနေချိန်ကတော့ music လေးနဲ့တွဲပြီးတော့လှုပ်လိုက်တဲ့အခါကျတော့တကယ်လဲထိထိရောက်ရောက်အကျိုးရှိပါတယ်ဒီဒီဟိုပါပေါ့အားကစားနည်းတစ်ခုပဲပေါ့ ပေါ့နော်ဟိုချီချူပေးအတွက်လည်းကျေးဇူးတင်ပါတယ်တကယ်တော့အသက်ကတော့ငယ်သွားတော့မရှိဘူးပေါ့နော်ဒါပေမဲ့ခုနလိုပေါ့ခုကုတ်ကိုအဲခုနကအစားတောက်တွေပေါ့အခုဆိုမင်းလေးအစားတောက်တွေပါဂရုစိုက်နေရတာပေါ့မင်းလေးတခုလည်းရိုက်ဖို့လည်းရှိရဲ့နောက်ဘာလီပေါ့ဘာလီကိုလည်းမင်းလေးသွားဖို့ရှိရဲ့အခါကျတော့အဲခုနလို နည်းနည်းလေးကိုကိုရေပေါ့နော်နည်းနည်းလေးစစ်ဖို့လည်းလိုတယ်။နောက်ပြီးတော့ဒီဝေးရမယ်ဝေးစားတွေကလည်းပိုင်ပိုင်ပပလေးတွေဝေးရမယ်ပုံစံမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မို့အခုအစားရော train နေရောပေါ့ပြင်းပြင်းထန်ထန်လုပ်နေရအောင်အခုချိန်ရော။ဟုတ်ကဲ့ဒါကတော့ hair style အစ်စ်ပေါ့။ဟုတ်ကဲ့အဓိကတော့ရယာတီကဖြစ်တဲ့အချိန်မှာရာတီတို့ကလည်းတအားပူတယ်။နောက်ပြီးတော့ကိုက ကျင်းကစားရဲဆိုတာအရန်ဟိုပေါ့နော်အလေးတွေမှားပြီးတော့တိတ်ဆကစားရတဲ့အခါမျိုးကြတော့ဒီသပင်ကိုပဲမမလားအလေးပဲမမလားအဲ့လိုမျိုးတွေပေါ့ဖြစ်နေတဲ့အခါကြတော့သပင်ကိုထိမ့်သိမ်းရတာလည်းမလွယ်ဘူးပြတော့တနေ့တနေ့ဒီဆိုင်ကိုသွားပြီးတော့ခေါင်းသွားလျှော်ရတယ်သပင်းတွေလှုပ်ရတယ်အဲပွဲတွေရှိလို့ရှိရင်သပင်းတွေပေါ့နော်ပြန်ပြီးတော့လှုပ်ရတယ်အဲ့လိုမျိုးတွေကြတော့ကိုယ်အနေနဲ့ရေရှည်ပေါ့နော်ရေရှည်ကြလို့ရှိရင်တော့အဲအရင် ဟိုဒီလိုဂျင်းနဲ့တွဲလောက်ရတဲ့အခါကျတော့ရာသီဥတုကလည်းပြူရဲခါကျမခံနိုင်ဘူးအဲ့ဒါအကြောင်းမလို့လဲတော်တော်လေးကိုညှက်လိုက်တာတော်တော်လေးညှက်လိုက်တဲ့အခါကျတော့လည်းကိုယ့်ရဲ့ဒီ look ကပြောင်းသွားတာပေါ့နော်ဟို hairstyle ရောမျက်နှာရောအကုန်လုံးပြောင်းသွားပြီးတော့ နောက်ထပ် fashion တစ်ခုအနေနဲ့ကိုကဓာတ်ပုံရိုက်လို့လည်းအဆင်ပြေမယ်။ video blog လေးလည်းရိုက်လို့အဆင်ပြေမယ်။စသဖြင့်ပေါ့နော်။ကြော်ညာလေးလည်းရိုက်လို့ရမယ်။ပြီးတော့မှပြန်ပြီးတော့အာဆောင်းရသူတို့ဒီဇင်မာတို့ဘာတို့လောက်ကြမှာပြန်ပြီးတော့အရှိလေးပေါ့ extension လေးပါလေးပြန်အရှိလေးနဲ့ပြန်လုပ် fashion ဆိုတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲ့လိုပဲပြောင်းနေရတာပဲပေါ့အဓိကတော့ ကျင်းဆော့တဲ့အတွက်ချွေးတွေကလည်းအရန်လဲထွက်တယ်နောက်ရာသီဥတုကလည်းပူတဲ့အတွက်အတူလေးကိုမျက်လိုက်တာပါဘုမဆိုရင်ကဒီသပင်ကိုထိမ့်သိမ်းရတာနဲ့ခြေနေဆော့ရတာနဲ့ဆော့မလွယ်ဘူးပေါ့နော်အဲ့အကြောင်းပါအေးပေါ့အဲ့သပင်ရှီကလေအင်းကြီးမရွေးဘူးတူလားသပင်ရှီကလေသပင်ကိုဖြောက်လို့လည်းရရဲ့ကောက်လို့လည်းရရဲ့နောက်အင်းကြီးလည်းမရွေးဘူးသမင်းတူတော့လေအင်းကြီးရရန်ယူရကို့မှာရှိတဲ့အင်းကြီးတွေကလေသမင်းအရှိတွေနဲ့ကဘာနဲ့ဝွေလိုက်တယ်အတူနဲ့ကြတော့လေ တချို့ဟာတွေကလိုက်တယ်တချို့ဟာတွေကဝင်လိုက်လို့ရှိရင်ကိုယ်စပင်အတူနဲ့မလိုက်တာတွေရှိရယ်ပေါ့နော်အဲ့ခါကျတော့အဲ့ခါကျတော့စပင်တူသွားတာတော့ကောင်းတယ်ဒါပေမဲ့အင်းကြီးဝေ့ရတာကျတော့စပင်အတူနဲ့လိုက်ရတဲ့ fashion ပေါ့အင်းကြီးလေးတွေကိုရွေ့ရွေ့ပြီးတော့ဝင့်နေရတာပေါ့နော်အဲ့ဒါတော့ရှိရယ်ဥပမာဒီလိုပွဲသွားမယ်ဆိုရင်ကိုယ်ဘယ်လိုပုံစံနဲ့ပွဲကိုတက်မလဲအာအတူလေးကိုပေါ့အကုတ်လေးနဲ့တက်ချင်တာလားဒီလိုအပြောင်လေးလုပ်ပြီးတော့တက်ချင်တာလားစားတဲ့ပြင်ပေါ်ဒါတော့ fashion လေးပေါ်မူတည်ပြီးတော့ပွဲပေါ်မူတည်ပြီးတော့ကိုကဝင်းလို့တော့ရတာပေါ့ ဒါပေမဲ့အင်းဒီဝယ်စားကြတော့တော်တော်ရွေးရပါဘော။တော်ကန်ကောင်းလာမေးလေးမှာ stylish လည်းရှိရခါကြတော့သူကလည်းရွေးပြရလဲပါပါတယ်။ဟုတ်တယ်အတူတူတော့မထားဘူး။ကိုကိုစားမြက်တော့ဆို confident အောင်မှာတိတ်မရှိဘူးပေါ့နော်။အတူနဲ့ဆိုရင်လိုက်ပါမလား။တတလုံးကဟိုးရင်လည်းရပါတော့ဟိုကိုရစာတို့ရိုက်တဲ့ကသပင်ကအရှိန်နဲ့ပဲနေလာခဲ့တော့တခါမှလည်းအဲ့လိုသပင်မမြတ်တော့ อะตูเนี่ยส่วนเองป่ะเนาะก้าวมามะล่ะだแม้กูก็เลยยังไอ้နေเเล้วแล้วพี่တော့เอ่อเจ๊อ่ะแล้วซ้อว่าแล้วแล้วกูย้ายเสียรอบตะคู่ก็เลยอตูเลี้เนี่ยแล้วผิดเนี่ยแล้วป่ะเลยอ่ะเนี่ยอตูเนี่ยจ้ะกูก็เลยไม่ไล่เปลี่ยนกูแม่นน่ะเนี่ยอตูเนี่ยสะเบียนอตูเองเนี่ยจ้ะไม่ไล่တော့อตูเลี้ပဲป่ะเนาะแค่ไล่มั้ยဆိုပြီးတော့ส่งแค่ไล่ตาเหมียวတော့เหมียวอ่ะป่ะ6นาทีใส่เลยอ่ะใช่อ่ะแล้วเมคอัพทําอะไรไปอ่ะเบลีแล้วไม่ติดอ่ะ